။ဟိုကျေးဇူးပါရှင်အခု PDF တင်လေအခုလက်နဲ့အပ်ပြီးတော့မှအလင်းဝင်နေဆိုလဲလက်ခံနေတာဆိုတော့လေကျွန်တော်တို့ဒါကတော့ဆက်လက်ဆောင်ရွက်သွားမှာ။ဆိုလို့ရှိရင်တီးတန်းတော့ဟိုပါပေါ့သူတို့ဆုံးဖြတ်ချက်ပေါ့သူတို့ကလက်နဲ့မကင်တော့ဘူး။ဥပဒေပေါင်းလဲပြောင်းဝင်လာမယ်ဆိုကျွန်တော်တို့ကနှွေးထွေးစွာကိုကြိုဆိုရမှာလေလွန်ခဲ့တဲ့ဟို2023 2024နှစ်ဆိုင်တော့ဟိုပြောင်းပြန်ပြန်ဖြစ်လာတာပေါ့အခြေအနေကတက်ကပြန်ဖြစ်နေတယ်အဲထိုးစစ်တွေဆင်နေတယ်အဲအဲ့လိုတွေဖြစ်လာတာပေါ့နော် အဲ့လိုတွေဖြစ်လာတဲ့အခါနော်အဲ့တက်ဆက်တဲ့ကျွန်မပြောချင်တာကလေအခု PDF တွေပေါ့နော် PDF လည်းပြောကြပါဆိုနော်ဒါကျွန်မတို့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်ရှင်ဟိုလူငယ်တွေဖြစ်ပါတယ်တကယ်တမ်းကျတော့လမ်းမရောက်ကြတာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်သူတို့ရဲ့ရက်တီရေးအတွက် gate တွေဖွင့်ရတယ်အဲ gate တွေဖွင့်ပြီးတော့မှเออสรุปปิดูลูกอ่ะกုံซิงลงตัดๆตองคันอ่ะป่ะเนาะสมมุติว่าดิโลอั่วเต้ๆๆๆเล่ดิตองมาดิเกทพ่นพี่တော့มาจํานวนဝင်ๆยะ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PDF တွေလက်လက်ချအလင်းဝင်ဖို့ဒေါ်တက်တက်ခိုင်ဖိတ်ခေါ်လိုက်တီမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာဟိုကျေးဇူးပါကျေအခု PDF တွေလေအခုလက်နဲ့အပ်ပြီးတော့မှအလင်းဝင်နေဆိုလဲလက်ခံနေတာဆိုတော့လေကျွန်တော်တို့ဒါကတော့ဆက်လက်ဆောင်ရွက်သွားမှာဆိုလို့ရှိရင်တီးတန်းတော့ဟိုပေါ့သူတို့ဆုံးဖြတ်ချက်ပေါ့သူတို့ကလက်နဲ့မကင်တော့ဘူးဥပဒေပေါင်းလဲပြောင်းဝင်လာမယ်ဆိုကျွန်တော်တို့ကနှွေးထွေးစွာကိုကြိုဆိုရမှာလေ။ဒါအခုစိုးရလဲကြိုဆိုနေပါလေရှင်။အဲ့ဒါကတော့အဲ့ဒါလေးအဖြေကတော့ရှင်းပါမယ်။ အဲနောက်တစ်ခုပြည်သူစစ်မှုတန်းဥပဒေပေါ့နော်ဆိုလို့ရှိရင်ပြည်ပြည်သူစစ်မှုတန်းထမ်းခြင်းကကျွန်တော်တို့မြန်မာတနိုင်ငံနဲ့ထူးပြီးတော့မှဆောင်ရွက်နေတာမဟုတ်ပါဘူးကျွန်တော်တို့အင်္ဂလန်ချင်းဖြစ်တဲ့ထိုင်းမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်ပြီးလို့ကိုရီးယားတွေဘာမှာလည်းရှိတယ်နောက်ကျွန်တော်တို့မသိတဲ့တခြားနိုင်ငံတွေလည်းရှိနိုင်တာပေါ့နော်အဲဆိုလို့ရှိရင်အဲရှိပါလေရှင်နံပါတ်၁ကအခုဝန်ထုတ်ဝန်ဘိုးဖြစ်နေတာပါလဲဆိုလို့ရှိရင်အဲဒီဥပဒေကိုအကောင့်ထည့်တဲ့အကောင့်ထည့်ပေါ်တဲ့ပုံစံပေါ့ အကောင့်ချက်ပေါ်တဲ့ပုံစံဟိုပါပေါ့မှားယွင်းနေတာတွေရှိတာပေါ့နော်ဒီအောက်ချိန်မှာဟိုအကြောက်တရားတွေနဲ့ဟိုကြောက်မန်းတီးတော့ပို့ချောက်တယ်ပြီးလို့ရှိရင်ဒါတွေနဲ့ဟိုဝင်တက်နေတာတွေရှိတယ်ပေါ့နော်အဒါလေးတွေကိုကျွန်တော်တို့တေချာစီစစ်လေ့လာပြီးလို့ရှိရင်လောက်ထုံးလုံးနည်းကိုအတိအကျပေါ့ SOP လိုမျိုးလေလောက်ထုံးလုံးနည်းအတိအကျနဲ့ကျွန်တော်တို့အကောင့်ချက်ပေါ်လို့ရှိရင်လူတိုင်းကကိုယ့်အလက်ဘယ်တော့ကြာမလဲဆိုတော့ကြောက်ရွံ့နေတဲ့စိတ်မရှိရအောင်ပေါ့နော်အဲ့အဲ့လိုမျိုးလေးတွေကျွန်တော်တို့ဆောင်ရွက်လို့ရပါချင်းအဓိကအကောင့်ချက်ပေါ်တဲ့နေရာမှာ အဟိုပါပေါ့ဖြစ်နေတာဖြစ်ပါရှင်ဥပဒေကြောင့်မလို့မဟုတ်ပဲနဲ့လေဥပဒေကြောင့်မလို့မဟုတ်ဘူးအပြီးလို့ရှိရင်တော့အအလောက်ထုံးလုံးนี่အတိအကျပေါ့နော်ဒါနောက်တစ်ခွကျတော့လိုအပ်ချက်အရာကျမတို့ကဒါဒီဥပဒေက2030တုန်းကကျမတို့ကပြဋ္ဌာန်းထားတာလေသို့တော်လဲမလိုအပ်သေးတော့ဒီဥပဒေကိုအသက်မသွင်းသေးတာပေါ့နော်ဆိုလို့ရှိရင်ခုနောက်ပိုင်းလိုအပ်လာတဲ့အခါကျတော့ဒါကိုအသက်သွင်းလာတယ်ပေါ့နော်အသက်သွင်းလာတဲ့အခါကျတော့အဟိုပါပေါ့ တတုတ်တတုတ်ကို9000တဲ့အခုဆို18တတုတ်18တုတ်ရှိပြီဆိုတော့လေဆိုလို့ရှိရင်ဒီဟိုနိုင်ငံတော်မှာလည်းဟိုတပ်မတော်မှာလည်းအင်အားတွေများလာတယ်များလာတဲ့ပြင်တပ်ဖက်ကလည်းအခုနလို drone တွေပါတွေနဲ့ဟိုစစ်စင်ရေးတွေလှုပ်လာနိုင်တာပေါ့နော်အဲ့လိုလှုပ်လာနိုင်တော့အခုကလွန်ခဲ့တဲ့ဟို2023 2024နှစ်ဆိုင်တော့ဟိုပြောင်းပြန်ပြန်ဖြစ်လာတာပေါ့အခြေအနေကတပ်ကပြန်ဖိနေတယ်အဲထိုးစစ်တွေဆင်နေတယ် ။အဲ့လိုတွေဖြစ်လာတာပေါ့နော်။အဲ့လိုတွေဖြစ်လာတဲ့အခါနော်အဲ့တက်ဆက်တဲ့ကျွန်မပြောချင်တာလေ။အခု PDF တွေပေါ့နော်။ PDF လည်းပြောကြပါဆိုနော်။ဒါကျွန်မတို့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်ရှင့်။အော်လူငယ်တွေဖြစ်ပါတယ်တကယ်တမ်းကျတော့လမ်းမရောက်ကြတာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်သူတို့ရဲ့ရက်တီရေးအတွက်ဂိတ်တွေဖွင့်ရတယ်အဲဂိတ်တွေဖွင့်ပြီးတော့မှ အဲဆိုတော့ပြည်သူလူထုကကုံစင်းလုံးတက်တက်တောင်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒီလိုအဖွဲသေး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 လေးတွေတောင်မှဒီဂိတ်ဖွင့်ပြီးတော့မှကျွန်တော်ဝင်ငွေရတာဗမောက်ကစစ်ပေးရှောင်များစာနယ်ရိတ်ခအကူအညီလိုအပ်နေစကိုင်းတိုင်းဗမောက်မြို့နယ်မှာမြို့သိမ်းတိုက်ပွဲကြောင့်နေရဲစွန့်ခွာထွက်ပြေးနေရတဲ့ဒေသခံတွေဟာစာနယ်ရိတ်ခနဲ့နေရထိုင်ခြင်းအတွက်အမိုးကာတွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကကူညီနေသူတွေကပြောပါတယ်မြို့သိမ်းတိုက်ပွဲပြင်းထန်ချိန်မှာဗမောက်စစ်ပေးရှောင်က တူမြတူမြတူမြကျော်ဟာမြို့ရဲ့အရှိတ်အနောက်ဖက်နဲ့မြောက်ဖက်ခြမ်းတွေကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။လက်တလုံးမှာလည်းဗမောက်မြို့ကိုရှမ်းပြည်အမျိုးသားတမတော်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေကစစ်ကြောင်းထိုးလာတာကြောင့်မြို့အနောက်ခြမ်းကကြောင်းလေရွာမှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ဆောင်တွေတွားရေးလာရေးအခက်အခဲတွေရှိနေတယ်လို့ဆိုပါတယ်။ ။ကုညီပေးနေသူတယောက်ကစက်တင်ဘာလ28ရက်နေ့ကစပြီးရှမ်းနီဘက်ကထိုးစစ်ပြန်ဆင်နေတာပေါ့ဗမောက်နဲ့တမိုင်ပဲဝေးတယ်ဆိုတော့ဒေသခံတွေကအိမ်တွေကိုပြန်ကြည့်ဖို့လိုအပ်တာလေးယူဖို့တောင်းစီရေးချင်နေကြောင်းတွားလို့မရကြဘူးရက်လဲကြလာတော့အကုန်နီးပါးရိတ်ခါတွေပြက်ကုန်ကြတာပေါ့လို့ပြောပါတယ်။ စစ်ပေးရှောင်အများစုဟာနီးစက်ရဆွေမျိုးအိမ်တွေနဲ့တောတောင်တွေအတွင်းမှာထွက်ပြေးတိမ်းရှောင်နေရပြီးလက်ရှိစည်ရေးခြေနေကြောင့်ထပ်မံစစ်ရှောင်ရမှာကိုစိုးရိမ်တဲ့အတွက်နေရက်မပြောင်းနိုင်သေးဘူးလို့ဆိုပါတယ်ဗမောက်မျိုးပေါ်ကတော်လန်ရေးအင်အားစုတွေစက်တင်ဘာ20ရက်မှာထိန်းချုပ်လိုက်တာဖြစ်ပြီးရှမ်းနီနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေကစက်တင်ဘာ28ရက်နေ့မှာတံပြန်စစ်ကြောင်းထိုးလာတာကြောင့်မြို့အနောက်ချမ်းတဝိုက်မှာတိုက်ပွဲပြင်းထန်နေပါတယ်